။ Okay မင်္ဂလာပါ။ Okay ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုပြန်လည်ဝေးပြပေးမယ်အကြောင်းအရာလေးကတော့အာကျွန်တော်တို့တက်ဆန်ကိုအကောင့်ကနေပြီးတော့မီတာပေးဘယ်လိုဆောင်မလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။အော်ဒီနေ့ကျွန်တော်ရှိဟိုပေါ့နော်ဒါမီတာဆောင်လေးရောက်လာလို့ကျွန်တော်ဒါလေးကိုအတေးပေါ်သွားတာဖြစ်ပါတယ်။ Okay အဲ့တော့တက်ဆန်ကိုအကောင့်မရှိလဲကျွန်တော်မီတာဆောင်လို့ရတယ်ဗျ။ဘယ်မှာဆောင်လဲဆိုတော့711တို့ KK တို့မှာတွားဆောင်လို့ရတယ်။ဒီစာရွက်လေးကိုယူသွားပြီးတော့ငွေမောက်ပြောလိုက်ရင်ရတာပေါ့နော်။အဲ့လိုမျိုးလေးဆောင်လို့ရတယ်။ ဒါမျိုးကျွန်တော်တို့ကအိန္ဒိယအိမ်ပြေမထွက်ဖက်နဲ့တက်ရှန်ကိုအကောင်ရှိရဲဆိုရင်ဘယ်လိုဆောင်လို့ရလဲဆိုတာလေးကိုပြန်လည်ဝင်မြှောက်ပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဇလက်လီလာကြည့်ကြအောင်ဗျ။ဟုတ်ကဲ့ပထမဦးဆိုတာမိတ်ဆွေဘုန်းနှမရှိရဲတက်ရှန်ကိုအကောင်တွေကိုဝင်အောင်ဖြစ်ပါတယ်။အဲတော့တက်ရှန်အကောင်တွေကိုကျွန်တော်ဝင်လိုက်ပြီနော်။အဲတော့ကျွန်တော်တို့အောက်မှာ service ပေးတဲ့ပို့ဒါသူ့မှာ feature တွေအများကြီးရှိတယ်ပေါ့နော်။အဲ့ဒါလေးတွေမှာကျွန်တော် mode ဆိုတာလေးကိုနှိပ်ရမှာဖြစ်တယ်ဒီမှာပေါ့။ ီနားလေးမှာအဆက်လေး30နဲ့မိုးစွာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်တယ်ကျွန်တော်နှိပ်လိုက်မယ်နော်နှိမ့်လိုက်တဲ့အခါမှာကျွန်တော်တို့ကအောက်မှာ feature တွေအများကြီးပေါ်လာမှာဖြစ်တယ်။အဲဒါပေမဲ့ကျွန်တော်တို့အဓိကအာ base ဆောင်တဲ့အလုပ်ငန်းဖြစ်တဲ့အတွက် base ဆိုတဲ့နေရာလေးကိုတွားပြီးတော့ဝင်လိုက်ရင်လည်းရတာပေါ့နော်။ဒီမှာဆိုရှင် base ဆိုတဲ့နေရာလေးကိုဝင်လိုက်ရင်လည်းရတယ်။အာဒါအခုလောလောဆယ်ကျွန်တော်တို့ကဘယ်မှာရှိနေရလဲဆိုတော့ all ဆိုတဲ့ ီမှာပေါ့ဒီဒီ feature လေးမှာစီနေပြီ all ဆိုတဲ့အတွက်အကုန်လုံးပုံရဖြစ်တယ်အဲ့တော့ all ဆိုတဲ့အဲဟာလေးကနေတွားနေရတယ်ကျွန်တော်ဆုံးတာပြောရဲ base ရဲ့နေရာလေးကဝင်လဲရတယ်အဲကျွန်တော်အောက်ကိုဆက်ပြီးတော့ဆင်းကြည့်မယ်နော်ဒါ all ဆိုတဲ့နေရာနေအောက်ကိုဆင်းကြည့်တာဖြစ်တယ်ဟောဒီမှာဆိုရင်သူအများကြီးပဲပေါ့သူဝင်ဆောင်မှုတွေအများကြီးရှိနေတာဖြစ်တယ်အဲ transport လုပ်ငန်းတွေလည်းရှိတယ်ဘန်အဲဘန်ကင်းမှာမှတော့ကျွန်တော်ပေးဒီပေါ့နော်ဘယ်ပေးဒီလွှဲခြင်းလဲဒါလေးလဲရတာပဲအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော် အဲ EV charges ပြင်းလဲရတယ်ပေါ့ JBG မှာလည်းပတ်စံရှင်းလို့ရတယ်အများကြီးပါပဲဒါ Tesla ကိုကတော့လုံးလို့ရတယ်အများကြီးရှိရဲ့ loss ရကျွန်တော်ပြောချင်တာကတော့ဒီမှာပေါ့ဒီ B ဆွေးနေရာလေးမှာအာမရှိလဲဆိုတော့နှစ်ခုရှိတယ်ပေါ့နော်ဒီမှာ TNB တစ်ခုရှိတယ်ကျွန်တော် B ဆိုတာတစ်ခုရှိတယ်ဒီလိုဆရာကျွန်တော် TNB နဲ့ပဲကျွန်တော်ရှင်းပြတော့မှာဖြစ်နော် TNB ဒီ service ကိုကျွန်တော်ငွေချေမှာဖြစ်တယ်ပေါ့ဟုတ်ကဲ့အဲ့ထဲကိုဝင်လိုက်မယ်နော် TMB service ထဲဝင်လိုက်တဲ့အချိန်မှာကျွန်တော်မှအရင်အကောင့်ဖွင့်ပြီးသားဖြစ်တဲ့အတွက်သူကငွေမောက်နဲ့တန်းပေါ်နေအောင်နော်ဒီလအတွက်တော့ဘယ်လောက်ကျပါလဲဆိုပြီးတော့ဒါအရင်ဒါတန်းပေါ်နေအောင်အခုကျွန်တော်ဆောင်းအောင်ငွေမောက်ဖြစ်တယ်ဟောဘာလို့ကျွန်တော်မှအကောင့်ကထည့်ပြီးသားဖြစ်တဲ့အတွက်တန်းပေါ်နေရဖြစ်တယ်နော်လာစဉ်ပေးဆောင်အောင်မယ်ဟာကိုကျွန်တော်ဝင်ပြီးတော့ပေးလိုက်ရင်ရပြီနော်ပေးစွာလေးကိုနှိမ့်လိုက်ရင်ရပြီမိတ်ဆွေတို့အခုမှစဝင်မဲ့လူနေနေကြတော့ဘာမှရှိမှမဟုတ်သေးဘူးအားမရှိသေးတဲ့အတွက်ဘာလုပ်ရမလဲဆိုတော့ဒီအောက်က add new account ဆိုတာလေးကိုနှိပ်ရမှာဖြစ်တယ်။အဲ add new account ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အိမ်မှာမိတ်ဆွေရဲ့အဲဒီမှာဘောနော်ဘေးမှာပါတဲ့ account number ကိုရိုက်ကမှာဖြစ်တယ်။ဘေးရဲ့အပေါ်ဆုံးမှာပါတဲ့ number လေးပေါ့နော်။ဒါကျွန်တော်ပြကြောက်ရှင်တပုံလေးနဲ့ရှင်းပြပေးမယ်လေ။လောဆယ်တော့ကျွန်တော်ဝင်လိုက်မယ်နော်။အော်ဝင်လိုက်တော့အမ account number ဆိုရတဲ့နေရာမှာကျွန်တော်ပြောတဲ့အဲ meter စာရွက်ရေးအပေါ်ဆုံးမှာ number account ဆိုတဲ့နေရာလေးက

မိတ်ဆွေအကောင့်မှာပါတဲ့လူနာမည်ပေါ့နော်အဲဒီအကောင့်ပိုင်ရှင်နာမည်ပေါ့မီတာပိုင်ရှင်နာမည်ကိုဒါပေါ်လာတာဖြစ်တယ်အဲတော့မှန်လားမမှန်လားမိတ်ဆွေကအဲ့ဒါကိုတိုက်ကြည့်လို့ရတယ်အဲအကောင့်ရဲ့အောက်မှာပေါ့နော် address ရဲ့အပေါ်ဆုံးဒီမှာသူကပါပါလဲဆိုတော့ပိုင်ရှင်နာမည်ရေးလို့ပါတယ်ပေါ့နော်အဲဒါလေးနဲ့တိုက်ကြည့်လိုက်မှန်တယ်ဆိုရင်မိတ်ဆွေဆက်ပြီးတော့သွားမှာဖြစ်တယ် next ကိုပဲဆက်နေရမှာဖြစ်တယ် next ကိုဆက်နေလိုက်တဲ့အချိန်မှာမိတ်ဆွေဘေးထဲမှာပါတဲ့ information တိုင်းထွက်လာတာဖြစ်တယ်အဲ့တော့ သူကတော့ juice date ကိုကျွန်တော်က November 20ရက်ပြေးထားပါတယ်နော်။ဒါ due date ကတော့ November 20ရက်ဆိုတော့နောက်တလအစားလောက်ထိသူကတော့ရှိတယ်ပေါ့နော်။ due date တလအစားလောက်ထိတော့ပြေးထားတယ်။ဒါနဲ့တော့ကိုယ်ကမှာတော့တလတစ်ခါရှင်းနေဆိုလို့ရှင်တပတ်အတွင်းရှင်းတာပိုကောင်းတာပေါ့နော်။အဲ့လိုမျိုးတော့ရှင်းလို့ရတယ်။အဲ့ဒီမှာဆို due date ကတော့တလစားရှိတယ်။အဲငွေမောက်ကတော့ဘယ်လောက်ကြာလဲဆိုတော့ ကျွန်တော်ဒါငွေပေါ့ကတော့20တချင်နဲ့ပြလေးစင်ကြတယ်။ဒါတွေကရိုက်ထည့်စရာမလိုဘူးပြာနော်။ဒါပါဆိုသူကအကောင့်နံပါတ်ရိုက်လိုက်တာနဲ့မိတ်ဆွေလက်ရှိဒီလအတွက်ဆောင်းမယ်ငွေပေါ့ကိုနာမည်နဲ့ပေါ့နော်အကောင့်ပိုင်ရှင်နာမည်ပေါ့မယ်။ငွေမောက်ပေါ်လာမယ်ပေါ့။အဲ့ဒါတွေတိုက်ဆိုင်ပြီးတော့တိုက်ကြည့်ပြီးတော့ပေါ့နော်မှန်ကန်မှုရှိမှသာမိတ်ဆွေကဆက်ပြီးတော့ဒါပေးကိုနှိမ့်ရမှာဖြစ်တယ်။အဲ့တော့ပေးမယ့်အမောင့်ကိုသူကအော်ပေးရဲ့အမောင့်ကိုကျွန်တော်ဖြည့်ရမှာပြာနော်။ဒါဖြည့်ရမှာဆိုတော့မိတ်ဆွေကြီးမှာ အာတော့ပေါ်လာတယ်သူကလောက်27ကျက်နဲ့ပြားလေးစေပေးရမှလို့တော့ပေါ်လာတယ်ဒါမဲ့တော့ပြီးတဲ့အမောင်ကိုကျွန်တော်ကဖြည့်မထားသေးဘာလို့ကော့လက်လောက်ထားတယ်ဗောနော်ဒီနားလေးဒီနားလေးမှာအန်ဒါပေးအမောင်ဆိုလေးမှာကော့လက်လေးလောက်ထားတယ်အဲ့တော့အဲ့နားလေးကိုကျွန်တော်ကကော့လက်လေးညံမှာကျွန်တော်ငွေအမောင်ကိုဖြည့်ပြီးတော့နှိပ်လိုက်ရင်ပဲဆိုလို့ရှိရင်ဒီမှာဗောနော်တောင်ငွေအမောင်ကိုကျွန်တော်ပြောတဲ့27ကျက်ပြားလေးစေကိုဟိုထည့်ပြီးတော့ နှိမ့်လိုက်မယ်ဆိုရင်ပေးဆိုတာလေးကိုနှိမ့်လိုက်မယ်ဆိုရင်ဒါကပစံဆောင်ပြီးသားပေးဆောင်ပြီးသားဖြစ်တော်မှာဖြစ်တယ်။နော်ပေးဆောင်ပြီးသားဖြစ်တော်မှာဖြစ်တယ်။ဒါအခုကျွန်တော်ပြတာကအကောင့်အခုမှစပြီးတော့ဝင်တဲ့လူတွေအတွက်ကိုပြောတာဖြစ်တယ်။နော်ဒါကျွန်တော်တို့ဆိုရင်ဒါအကောင့်ဖွင့်မိသားဖြစ်တဲ့ဒီဟာနေမဆောင်ဘဲနဲ့ကျွန်တော်ကကျွန်တော်ကနေရာလေးကနေပြန်ဝင်ဆောင်လဲရတယ်ဗျာနော်ကျွန်တော်ပြမယ်။ကျွန်တော်ဝင်လာခြင်းနေရာမှာတွေ့လာနော်ဒီမှာဒီဝင်လာခြင်းမှာမပေါ်နေတဲ့နေရာလေးကိုပဲကျွန်တော်ဝင်ပြီးတော့ဆောင်လိုက်မယ်ဆိုရင်ငွေမောက်လည်းနှိမ့်စရာမလိုအော်တိုပေးလို့ရတယ်ဗျာ။ဒါဆိုရင် အမငွေမောက်နှိမ့်ရှာမလို့တော့เนาะကျွန်တော်ပေးဆိုတဲ့ဟာလေးကိုနှိမ့်လိုက်တာနဲ့ဒါပြီးသွားပြီဒီမှာပေါ့ဒီမှာဆိုရင်သူ့မှသူအော်တိုငွေမောက်ကဖြည့်ပြီးတာဖြစ်တယ်အဲကျွန်တော်ပေးဆောင်လိုက်ပြီပေါ့เนาะဒါပေးဆိုလေးကိုနှိမ့်တော့ပေးဆောင်လိုက်မယ်โอเคတော့ကျွန်တော်ပင်နံပါတ်ကိုနှိမ့်ရမှာဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်က notification နေနဲ့ကျွန်တော်ရေးဝင်လာပြီ ်ဘေးကစောင့်ပြီးပါဘူးနော်ဘုံဆုနေလဲရှင်တော့အကုန်လုံးပြန်ထွက်တော့မှာဖြစ်တယ်အဲ့တော့ဒါလေးကိုကျွန်တော်ကစကွင်ရှော့ရိုက်ပြီးတော့တင်ထားရင်လည်းရတယ်ဒါမှမဟုတ်ရှင်ကျွန်တော်ကဒီအေသူတို့ရဲ့အဲကတ်ဖရူးဆိုတာရှိရယ်နော်ဒါသူတို့ဒီမှာတက်ဆန်ကိုမှလည်းဟိုမှာပေါ့ပတ်ဆံတွေကိုဟိုဖရိုးဆိုတဲ့ပုံစီစင်းပုံကိုသူကစီရင်ပြုစုထားတဲ့လေယာရှိတယ်အဲ့လိုမျိုးမှာမဟုတ်နဲ့ကိုကကိုဟိုစကွင်ရှော့ရိုက်ပြီးတော့တင်ထားမယ်ဆိုရင်တော့ပိုအဆင်ပြေတော့ဗျာကိုနီကိုကနဲ့တင်ထားလဲဆိုရင်တော့ချိန်ပြီးရှာလို့ရတယ် မီတာပေဖြစ်တဲ့အတွက်ကြောင့်မို့ဒါဆောင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်စကရင်ရော့ရိုက်ထားတာပို့ပြီးတော့အဆင်ပြေတော့ဗောနော်အဲ့တော့ကျွန်တော်စကရင်ရော့ရိုက်ပြီးသွားပြီဆိုရင်တော့ဒါပြီဆောင်တဲ့အစီအစဉ်ကပြီဆုံးသွားပြီပေါ့နော်။အော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်က auto payment ဆိုတာလေးရရှိရနော်။ auto payment အနေနဲ့ကျွန်တော်ထည့်ထားခြင်းနဲ့ရယ်ယူလေးနဲ့လုတ်ထားခြင်းနဲ့ဆိုလေရရနော်။ဒါမှတနာပိုင်းအတွက်မဘနလာပိုင်းမှာစောင့်မယ်ပေါ့။ဥမာပေါ့ကျွန်တော်စွန်းနောက်မှာဘေးကိုကျွန်တော်က ပဏ္ဏလာပိုင်းမှာစောင့်ရင်းလေဆိုပြီးတော့ daily နဲ့ပေါ့နော်ဒါသတ်မှတ်ထားပြီးတော့ဟောလှုပ်ထားမယ်ဆိုရင်ရတယ်နော်ဒါ schedule ဆွဲတဲ့ကောတော့အခုကတော့ကျွန်တော်ကဘေးဆောင်ပြီးသွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်ကစောင့်စရာမလိုတော့ဘူးနော်ဒါဒါစောင့်စရာမလိုတော့ဘူးဟော schedule payment ဆိုပြီးတော့ဒါလှုပ်တဲ့သဘောကိုကျွန်တော်ရှင်းပြပေးတာ schedule payment ကြတော့ကျွန်တော်ဆုနာဘေးကိုမှကျွန်တော်ကဘယ်နဲ့ရက်နေ့မှစောင့်ပါမယ်ပေါ့နော်ဒါအဲ့လိုမျိုးရက်လေးနဲ့ကျွန်တော်ပြန်ပြီးတော့ဟောပေးလို့လည်းရတယ်ဗျဥမာဆုနာ မှာ20ရက်ဘောနော်အော်တိုဘာ20နေ့ကနောက်ဆုံးပါလို့ပြောလို့ရှိမှကျွန်တော်က23ရက်နေ့ဆောင်တာ20နေ့ရက်နေ့ဆောင်တာဆိုပြီးတော့ဒါ share ကျူဆွဲထားလို့ရတယ်ဗောနော်အဲ့ဒီပုံလေးတော့ရှိတယ်အဲ့ဒါလေးကိုတော့ကျွန်တော်ကျွန်တော်ဟိုလူသွားလို့နော်ဒါတကူမှဖြည့်ပြောပေးတာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်ဟောပေးဆောင်ထားတာကိုလည်းကျွန်တော် screen shot ရိုက်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့် channel ပြသနာတော့မရှိတော့ဘူးဗောနော်ဒါအားလုံးပြီးဆုံးသွားပြီလို့ပြောလို့ရတယ် okay အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျဟုတ်ကဲ့